အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူ့ရဲ့လက်ဝါးပြင်အသက်လမ်းကြောင်းဆုံးမှာအခွဲခွတ်ပါနေပါတယ်အသက်လမ်းကြောင်းရဲ့ဆုံးမှာအခွဲခွတ်ပါနေမယ်ဆိုရင်မွေးရည်မြေကိုစွန့်ခွာပြီးရက်ဝေးမှာအလုတ်သွားလောက်ရခြင်းဒါမှမဟုတ်နိုင်ငံသားမှာသွားရောက်ပြီးတော့အကျိုးစီးပွားဆရာခြင်းအတတ်ပညာရှာဖွေခြင်းစတဲ့လုပ်ငန်းတွေလုပ်ကံရပါလိမ့်မယ်ဒီခွဲခွာပါတဲ့သူတွေကစိတ်ကူးရင်မဆန်တက်ပဲနဲ့လက်တွေ့သမားတွေပဲဖြစ်ပါတယ်။ဘာလို့လို့အောင်မြအောင်လုပ်တတ်တယ်လို့သူတို့ရဲ့စိတ်ထဲဖြစ်ချင်တဲ့အခါဘယ်သူမှတားဆီးလို့မရပဲ ိုဖြစ်ချင်တာကိုရအောင်လဲလှုပ်ယူတကြပါသေးတယ်။အဲ့ဒီအသက်လမ်းကြောင်းအစုံမှပါတဲ့အခွာဟာမွေးရမည်မဟုတ်ပဲတခြားရက်ဝေးဒေသမှာပဲအကျိုးပေးမယ်။ပြပဒေသရက်ဝေးဒေသမှာပဲအခြေချအောင်မြင်ပါလိမ့်မယ်။နောက်ပြီးအဲ့ဒီလက်ဝါးပြင်မှာပဲအခွဲခွာဘေးမှာတွီးကန်လေးလည်းပါနေပါသေးတယ်။ပုံပါအတိုင်းတွီးကန်ပါနေမယ်ဆိုရင်တော့ချမ်းချမ်းသာသာပြည့်ပြည့်စုံနေထိုင်ရမယ့်ကံတရားပိုင်ရှင်ဖြစ်ပါတယ်။မိဘဘိုးဘွားသို့မဟုတ်တခြားသူစီကလွယ်ပြောင်းပြီးအမွေရတာမျိုး ဒါမှမဟုတ်မတင်မဲ့ဗနံငွေကြေးအမြောက်များရရှိတာမျိုးတွေကြုံမဲ့အမှတ်သာဖြစ်ပါတယ်။ဘဝကိုအစဉ်ပြေပြေနဲ့ရှေ့ဆက်နိုင်ပြီးကောင်းမှုကုသိုလ်အဆက်မပြတ်လုပ်နိုင်မဲ့အမှတ်သာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့နှလုံးလန်းချောင်းထိတ်ကကြာဘူးပါ။ပုံမှန်ပြထားသလိုမျိုးနှလုံးလန်းချောင်းဟာစနေဂျူခုံနားမှာအဆုံးသတ်ပြီးနှလုံးလန်းထိတ်မှာအပြည့်အနာစာကင်းပြီးလပတဲ့ကြာဘူးပုံပါနေမယ်ဆိုရင်အတွေးခေါ်ကောင်းပြီးတော့ပညာရှင်ဖြစ်မယ်။ထီပေါက်ခြင်းဒါမှမဟုတ်အမွေရခြင်းတွေကြုံမယ်။စိတ်နေစိတ်ထားလည်းနူးညံ့သိမ့်မွေးပြီးအများအကျိုးသေဖို့နိုင်သူ မေတ္တာတရားကြီးမားသူဖြစ်ပြီးပရာဟိတ လုပ်ငန်းတွေကိုဆောင်ရွက်နိုင်သူဖြစ်မယ်။အများအကျိုးသာသနာအကျိုးထမ်းရွက်သေးဘူးနိုင်မဲ့အမှတ်သားဖြစ်ပါတယ်။မိမိရဲ့စီးစိတ်ဥစ္စာထဲကနေလူဒန်းပေးကမ်းဖို့လည်းအမြဲတမ်းမတွန့်တိုတတ်တဲ့သူမျိုးဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်ဝါးပြင် ခွက်ကျင်မဲ့ဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးအင်္ဂါလွင်ပြင်လို့ခေါ်တဲ့လက်ဝါးပြင်အလဲတက်တက်ခွက်နေတဲ့သူတွေဟာငွေအထွက်အလွန်များရတတ်ပါတယ်။အိပ်ပေါက်နဲ့ဖားကောက်ဆိုသလိုဖြစ်တတ်ပါတယ်။ကိုယ်တိုင်ကငွေသုံးလက်ဖွာတတ်သလိုအလူတန်းအပေးကမ်းလည်းရက်ရော်တတ်ပါတယ်။ လောက်ဝခွက်နေတဲ့သူတွေဟာမိသားစုရေးမှာစိတ်တော်ကရောက်ရတတ်တယ်လို့ကိုယ့်ရဲ့မိသားစုကိုဥဆောင်ပြီးတော့လောက်ကင်ပေးရတတ်ပါတယ်ဒီလိုလောက်ဝခွက်နေပြီးတော့ကိုယ်ပိုင်လုပ်ငန်းလောက်ကင်နေရဆိုရင်ငွေကြေးမဆုံးရှုံးဘူးငွေကြေးအလိမ်မခံရဘူးအထူးသတိထားရပါလိမ့်မယ်